โอเคမင်္ဂလာပါဝေါကုံတိုင်းမှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဆိုရင်ဒီရရှင်ပြိုင်သွားတဲ့ Super Ye Chan နဲ့ဒီကျွန်တော်မြန်မာ Fighter ထုံးမဲအောင်နှစ်ယောက်ပေါ့နော်တို့တို့နှစ်ယောက်ရဲ့ပွဲစဉ်အကြောင်းကိုတစ်ချက်ပြန်ပြောကြရအောင်โอเคပထမအုပ်စုက Super Ye Chan ပါအဲ့တော့ Super Ye Chan ပွဲကဘယ်လိုဖြစ်လဲဆိုရင်ဒီပြိုင်ဘက်ကစားသမားမူကာဆေတိုပေါ့နော်မူကာဆေတိုကအရင်ကတည်းကနေသူကြုံဝါနေပြတာဖြစ်တယ်ပထမ ပွဲစဉ်မှာသူအင်းမွေကိုအလဲထိုးနဲ့ရှုံးနိုင်ထားတဲ့အတွက်ဒီပွဲကိုသူရှုံးကျွေးဆက်မယ်လုံးဝမကျေပွဲနှွဲဖို့ပေါ့နော်အရင်ကတည်းကနေပြောဆိုနေတာဖြစ်ပါတယ်အဲ့တော့ဒီညကစားသွားတဲ့ပုံစံကသူဘလော့ထိလေ့ကျင့်ခဲ့တယ်ဆိုတာကျွန်တော်တို့လုံးဝအသိတာထင်ရှားလုံးပါတယ်ပထမအချိန်မှာစူပါရေချမ်းရဲ့လက်တီထိုးချက်လုံးဝအာပြင်းတဲ့လက်တီထိုးချက်ပေါ့နော်ချက်ကောင်းကိုထိတာသုံးချက်လောက်တော့ရှိတယ်သူလုံးဝဟန်ချက်ပြတ်သွားတဲ့အချိန်တွေထိပေါ့နော်မူကန်ဆေတိုဟန်ချက်ပြတ်သွားတဲ့အချိန်တွေထိ ကျွန်တော်တို့တွေ့ခဲ့ရတယ်။အဲတော့သူ့ရဲ့ပုံစံကလည်းတိတ်အခြေအနေမဟန်ဘူးဆိုတာသူကိုယ်တိုင်လည်းသိတယ်။ပထမဆုံးအခြေမှာတော့သူရှုံးနေတာလောကသိကြပါတယ်။အမှတ်ပေးတိုင်လူကြီးတရားလည်းစူပါရဲချမ်းကိုအမှတ်ပေးကြမှသိကြပါတယ်နော်။ဟုတ်ပြီအဲ့တော့အပွဲအပြောင်းလဲကဒုတိယအခြေမှာဗျ။ဒုတိယအခြေမှာပါဆက်ဖြစ်လာလေဆိုရင်ဒီဂျပန်ဖိုက်တာမူကာဆက်တိုကသူ့ရဲ့ rage အသာစီးပုံစံပေါ့နော်အဲ့လိုမျိုးကစားလာပါတယ်ကျွန်တော်တို့ ဒီအထင်ရှားဆုံးကစားသမားကိုကြည့်မယ်ဆိုရင်နာပေးပေါ့အဲနာပေးဆိုရင်ဒူးတိုက်ချက်နဲ့ကိုဆိုလင်းအုပ်ကိုဒူးနဲ့တိုက်တယ်တခြားဖိုက်တာယူလဲဒူးနဲ့ကစားလာတာပေါ့နော်အဲ့တော့သူတို့ရဲ့ဒူးကအရက်ပူချေတဲ့ဖိုက်တာရဲ့ဒူးထောင်လိုက်ပြီဆိုရင်ချင်းပြန်မဲ့ကစားသမားရဲ့လေပင်လောက်ထီကိုရောက်တာပါတမလားအဲ့လိုမျိုးပုံသားမှာအဲ့တော့ဒီညမှာဒီစူပါရေချမ်းအလဲအဲ့တိုင်းပဲအရက်ချင်းကလည်းအရန်ကွာနေတယ်အဲ့တော့ ခန္ဓာရဲ့တချို့ကတော့ခန္ဓာရဲ့ဘိုင်းကိုပြောနေကြတာပေါ့နော်ခန္ဓာရဲ့ဘိုင်းကိုတော့ကျွန်တော်အဲ့လောက်ထိမမြင်ဘူးဗျအဓိကတော့အရက်ပေါ့နော်အရက်ကွာဟတဲ့အခြေအနေမှာဒီဂျပန်ဖိုက်တာညံသုံးသွားတယ်လုံးဝသူတို့စီစဉ်ထားတဲ့အတိုင်းပဲကစားသွားတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့မြန်မာလက်ဝိတ်ကစားသမားတွေအားနည်းချက်က clinch ဘိုင်း clinch ဘိုင်းကပူကက်ပြီးတော့ဟိုထိုးဒီထိုးအဲ့လိုမျိုးပေါ့နော်ဒူးတိုက်ချက်တွေတောင်ရိုက်ချက်တွေပူကက်ပြီးတော့ထိုးတဲ့ clinch ဘိုင်းကိုသူက မြန်မာကစားသမားတွေရဲ့ပုံစံကိုတော့နားလေတော့တင်ရအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့သူ့ရဲ့ဒူးနဲ့ပဲကစားသွားတာဖြစ်ပါတယ်ဒူးတရအချီမှာကြည့်လိုက်ကြပါဒူးဒူးနဲ့ပဲတိုက်ဒီမှာလက်တီထိုးချက်လုံးဝပူကက်တဲ့အချိန်မှာဒီတတောင်လွတ်ရင်တတောင်ရိုက်လိုက်ပြီးရင်အများပိုင်းကတော့ဒူးနဲ့ပဲအထိနာစေတာဖြစ်ပါတယ်အဲ့တော့ဒီညတညလုံးစူပါရေချမ်းကဒူးတရအချီမှာရောတတရအချီမှာရောလုံးဝ ရုပ်ပြဆင်းပြပုံစံမျိုးထိဖြစ်သွားတာပေါ့နော်။တစ်ဖက်တက်ပုံစံမျိုးထိဖြစ်သွားတာအဲ့ဒီဒူးတိုက်ချက်တွေပါ။အရက်ကလည်းအများကြီးကွာတယ်။ပြီးတော့အသက်ကလည်းကွာနေတယ်။ဒီမူကဆေတောကအသက်က28နှစ်လုံးဝအကောင်ဆုံးအခြေအနေလို့ပြောလို့ရတယ်။အားအတန်ဆုံးအခြေအနေပေါ့နော်။အာဒီစူပါရေချမ်းကတော့အခုမှ20ပဲရှိသေးတယ်ပေါ့နော်။အဲ့ဒါလည်းကွာဟမှုရှိတာဖြစ်ပါတယ်နော်။အဲ့တော့ခန္ဓာရဲ့ဘိုင်း ခုနတက်လုံးပိုင်းမကောင်းဘူးဆိုပြီးတော့ဒီ Facebook မှာလည်း log comment နဲ့ညီကိုတွေအများအပြားရှိပါတယ်။အဲ့တော့ဒီတက်လုံးပိုင်းကျတော့ကျွန်တော်အဲ့လောက်ထိမမြင်ဘူးဗျ။ Super Yin Chan လည်းတခြား fighter တွေဆိုရင်ကျွန်တော်ပြောချင်တာကဒီတတိယအခြေလောက်မှာဆိုရင်လုံးဝအမောက်တိတ်ခံရတယ်ဗျ။အဲ့လိုမျိုးအခြေအနေတွေရှိမှာပါ။ဒါပေမဲ့ Super Yin Chan ကတော့တက်လုံးကောင်းတယ်။သူကဆက်ပြီးတောက်ခံပြီးကစားနိုင်တယ်။တကယ်လို့မလွယ်ပါဘူး။လက်တီထိုးချက်တွေလည်းမတူပါဘူး။ဒီပိုင်းမှာ1 by ပိုင်းမှာ အာဒီဒူတိုက်ချန်နဲ့အတိုက်ခံရတာလုံးဝမလွယ်ပါဘူးဗျအဲ့တော့အဲ့ဒါကိုစူပါရေချန်ကြမ်းကြမ်းခိုင်ပြီးတော့ဒီအာသုံးချီတိကစားပြီးတော့အမတ်နဲ့ပဲရုံးနေတော့တာဖြစ်ပါတယ်အဲ့တော့အကျန်းပြင်ပြောမယ်ဆိုရင်တော့ဒီပွဲကတကယ်ကိုကြီးလို့ကောင်းတဲ့ပွဲဖြစ်ပါတယ်အာကလင်းချ်ပိုင်းတာမကစားခဲ့ဘူးဆိုရင်တော့စူပါရေချန်အနိုင်ပါပဲပထမအချိန်မှာ ပွဲအဆုံးဖြတ်လို့ကျွန်တော်တို့ခံယူလို့ရတယ်ဒါပေမဲ့မူကာဆင်တူကသူ့အကြောင်းလဲသူတိမှာပါသူအလုံးဝအခြေအနေမဟန်တော့ဘူးဆိုတာသိတဲ့အတွက်သူကလုံးဝပူကပ်ပြီးတော့ဒီဒူးနဲ့ပဲတိုက်တာတော့ဗောနော်လုံးဝ clinch ပိုင်းကိုပဲဝင်ပြီးတော့ကစားသွားတာဖြစ်ပါတယ်အဲဒါကြောင့်ဒီပွဲရဲ့အပြောင်းလဲရတော့ဒီပြိုင်မဲ့ကစားတမမူကာဆင်တူအနိုင်ရရှိသွားတာဖြစ်ပါတယ်နော်အဲ့တော့ညီလေး super ye chance ဆက်ပြီးစူးစမ်းပါတကယ်ကိုကောင်းပါတယ်ပွဲလေးတကယ်ကိုရင်ခုန်လို့ ကြည့်လို့ကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်နော်အဲ့တော့နောက်ပွဲစဉ်ဒီမှာကိုထက်အရေးရှိတဲ့ fighter တွေနဲ့တွေ့ရင်တော့ဒီ clinch ပိုင်းကိုဦးစားပေးပြီးတော့ဒေချင်းပြင်ဆင်ပါအဓိကတော့ Japan fighter ရောတော်တော်လေးကိုသူတို့တဘောပေါက်နေပြီနော်မြန်မာကစားသမားတွေရဲ့နေစနစ်ကိုသူတို့ကလုံးဝတဘောပေါက်နေတဲ့အခြေအနေမှာရှိပါတယ်အဲ့တော့ပြောမှဆိုရင်ကစားကွက်တွေကတော့ကျွန်တော်တို့ဘက်ကတာပါတယ်ဒါပေမဲ့သူတို့ကခုနပြောခဲ့တဲ့အတိုင်းပဲဒီ a trick တောင်းလိုက်တာပေါ့နော်သူတို့ပေကစားအနည်းနဲ့အချင်းကပ်မလဲဆိုတာသူတို့အញ្ញံတောင်းပြီးတော့ကစားသွားတာဖြစ်ပါတယ်အဲဒါကြောင့်လဲကျွန်တော်တို့ပကအမတ်နဲ့ရှုံနေရတာဖြစ်ပါတယ် okay အဲ့ဒါတော့စူပါရေချမ်းရဲ့ပွဲအကြောင်းပါကဲပြီးတော့နောက်တစ်ပွဲကတော့ထုံးမအောင်ပွဲဒီပွဲကတော့ဒုတိယအခြေမှာပဲအလေးထိုးနဲ့အနိုင်ရရှိထားပါတယ်တကယ်တကယ်ကိုချမ်းတဲ့ပွဲပါတကယ်ကိုမိုက်တဲ့ပွဲပါအဲ့တော့ပရိတ်သတ်အားလုံးလည်းပျော်ရွှင်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ် အဲ့တော့ကျွန်တော်ဝဲကြော်သုံးတဲ့ချက်မှာပြောခဲ့တဲ့အတိုင်းပဲဒီတွေ့ရတဲ့ပန်းဒီချက်ဖက်ပေါ့နော်ချက်ဖက်ကအမြင့်ကန်ချက် LOT မထွက်ဘူးဆိုပြီးကျွန်တော်ပြောခဲ့တယ်အဓိကတော့အောက်ချက်ကန်ချက်ပေါ့နော်အောက်ချက်ကန်ချက်ကိုတတိထားရမယ်ဆိုပြီးပြောခဲ့ပါတယ်ဒါပေမဲ့ဒီညကစားသွားတဲ့အဲပွဲမှာတော့ချက်ဖက်ကအမြင့်ကန်ချက်သုံးသွားတယ်ဗျအရင်အရင်ကြီးမကောင်းဘူးဆိုပေမဲ့သူသုံးသွားတယ်နှစ်ချက်လောက်တော့သုံးသွားတယ်ဒါပေမဲ့ထုံမင်းအောင်မှာကျတော့ဒီအရင်ကတည်းက အာပြင်ဆင်ခွင့်ရှိပြီးသားဖြစ်တယ်ဒီအချက်ကိုသူတိတိကျကျကိုဒီလက်ကိုကတ်လုံအောင်ထားထားတယ်ဒီအချက်ကလုံအောင်မိုက်တယ်ပြီးတော့ပေတန်ပေလက်သီးနဲ့ကျွေးတော့ဝါလုံအောင်ရှယ်ပဲလုံအောင်မိုက်စားပဲဒီညတော့ဒါပေမဲ့ဒီခေါင်းတိုက်ချက်ထင်တယ်အာတိုင်းကျွန်တော်တေချာတော့မကြည့်တေချာတော့ပြန်မကြည့်ရသေးဘူးเนาะအဲ့ဒါကောင်းတိုက်ချက်နေပဲထီသွားဖို့များပါတယ်ဒီမျက်ခုံးပွဲသွားတာပေါ့နော်အဲ့ဒါလေးတော့တော်တော်စိုးစိုးဝါးကိုဖျက်သွားပါတယ်အဲ့တော့ ဒီညမှာတော့ကျွန်တော်တို့လုံးဝအကုန်ယူရတဲ့ပွဲစဉ်ပဲဖြစ်ပါတယ် bonus နဲ့ဘတ်3သိန်းခွဲရရှိသွားပါတယ်နောက်ပွဲမှာလည်းဆက်ပြီးတော့အောင်မြင်ပါစေဗျာတကယ်ကိုပျော်ရင်းရပါပဲအခုကြည့်ယူနေတဲ့ TV ဖန်တာပြင်အကြီးနေတဲ့တူတွေရောယုံတဲမှာလာရောက်ကြည့်ရှုတဲ့တူတွေအားလုံးဂျင်းနဲ့ကြမလို့ထင်ပါတယ်နော်အဲ့တော့ဆက်ပြီးကြိုးစားပါကျွန်တော်တို့ချုံးမဲ့အောင်ဆက်ပြီးတော့အားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပွဲပြီးတဲ့အချိန်မှာကိုအောင်လာရဲ့ ကိုထထုံးမင်းရဲ့ထုံးမင်းနိုင်ရေပေါ့နော်သူ့အကိုရေအကုန်လုံးကိုကျေးဇူးတင်စကားဆိုတော့တယ်ပြီးတော့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးကျေးဇူးတင်စကားပြောဆိုတော့တာဖြစ်ပါတယ်โอเคတော့အောင်ကျင်းနေရပါတယ်ဗျာโอเค breaking news ပေါ့နော်နောက်ထပ်အကြောင်းအရာတစ်ခုကပါလဲဆိုရင်ဒီအခုလာမဲ့ဂျွန်လ6ရက်နေ့မှာကျင်းပမယ့်ပွဲစဉ်ပေါ့နော်အဲ့တော့ခေါင်ပွဲစဉ်မှာက Shell Coham နဲ့လက်ရှိ women at a weight ရဲ့ Muay Thai champion ပေါ့နော်ဒီ Alicia Helen Rodica ရဲ့ပွဲကို main ပွဲစဉ်အဖြစ်သတ်မှတ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ Rodica ကတော့ဒီ Philippine fighter ပေါ့နော် oh sorry Brazil fighter ပါ Helen Rodica က Brazil fighter လက်ရှိ at a weight ရဲ့ champion ဒီ Shil Kohem ကတော့ Israel fighter ပဲပါအဲ့တော့ Shil Kohem ကဒီပွဲမှာတန်ရာပြဿနာ ရလို့နှုတ်ထွက်သွားတယ်ဆိုပြီးတော့ breaking news အနေနဲ့ one championship ကတင်ရမှာပဲကြေညာလာတာဖြစ်ပါတယ်ကျွန်တော်တော့မယုံနိုင် shell cooking ကလက်ရှိ fair test ကျင်းမှာပြင်ဆင်နေတာဖြစ်ပါတယ်လက်ရှိ fair test မှာဆိုရင်လည်းဒီ stand fair test ဆိုလို့ရှိတယ်ဗျအဲ့တော့သူလည်းတင်ရရထားတယ်နောက်ထပ်သူတို့ဘက်ကအားကိုးရတဲ့ fighter ဒီ shell cooking မှာလည်းတင်ရရရှိသွားတယ်ဆိုတော့ကျွန်တော်တော့ဘလို့ပြောရမလဲမသိတော့သူတို့ဂျင်မှာများတစ်ခုခုများလိုအပ်ချက်ရှိနေလားပေါ့နော်အဲ့တော့မေးစရာတော့ ဖြစ်နေပါတယ်အဲ့တော့ရှောခိုခင်ကကျွန်တော်ဒီပွဲမှာအမတ်နဲ့အနိုင်ရရှိမယ် new champion ဖြစ်လာမယ်ဆိုပြီးတော့ကျွန်တော်ခန့်မှန်းထားတာဖြစ်ပါတယ်အရင်ဗီဒီယိုမှာလည်းညီကိုတွေတချို့ကြည့်ကြည့်ဖြစ်ကြမှာပါနော်အဲ့တော့အဲ့တော့ကျွန်တော်အဲ့လိုမျိုးခံမှန်းထားတဲ့အချိန်နဲ့မှာမှအခုကပြန်ပွဲနဲ့နှုတ်ထွက်သွားပြီဆိုတော့လုံးဝအဆင်မကောင်းစရာပါဗျာအဲ့တော့ဒီ title ဒီ main main ပွဲစဉ်ပေါ့နော် ဒီထိုင်တဲ့ဘော့မှာဘာလို့အစားထိုးဖိုင်တာတခြားအစားထိုးဖိုင်တာမထည့်ပေးလဲဆိုတော့ကျွန်တော်တို့စဉ်းစားလို့မရဘူးเนาะအဲ့တော့အရင်ကသူတို့တမတ်ပေးတဲ့ Necroft နဲ့ဒီ Joshua ရိုင်းရဲ့ပွဲကိုသူတို့ main ပွဲစဉ်တမတ်လိုက်ပြီဆိုပြီးတော့ဂျင်းရလာတာဖြစ်ပါတယ်ပြောမှဆိုရင် main ပွဲစဉ်တော့အဲ့တော့အဆင့်ကြီးကျွန်တော်တို့စိတ်ဝင်စားမှုမရှိဘူးဗျာအဲ့ပွဲကိုတမတ်အဲ့တော့ကျွန်တော်ပြောချင်တာဒီ Shell Cooking ရဲ့အစားတယောက်ယောက်ကိုအစားထိုးပေးတင်ပါတယ်ဒီ Wonder Care တို့ ဒီစူပါဂဲတို့ရှိနေတာပဲเนาะတခြားကောင်းတဲ့ fighter တွေရှိနေတာပဲသူတို့ ਨੇ အစားထိုးပင်းရတော့တုံလေးကိုကြည့်လို့ကောင်းမယ်အချင်းနေမှာအမပေါ်လို့ရဲနေတတင်းကတော့ပါလဲဆိုရင်ကျွန်တော်တို့ဒီအာမြန်မာ fighter ကျွန်တော်တို့မြန်မာ fighter pronica ပေါ့နော် pronica ကိုအစားထိုးပေးပါဆိုပြီးတော့တောင်းဆိုနေတူလည်းကျွန်တော် online မှာတွေ့နေရပါတယ်အာကျွန်တော်ပြောချင်တာတော့อืมထိုးရင်လည်းအဆင်ပြေပါသမလား 50 50စီပါပဲအနံရရင်လည်းအမြက်ပေါ့ဗျာပြောမစွင်တစ်ခါလင်းချန်ပီယံဖြစ်တာပေါ့ဒါပေမဲ့ဖြစ်စေချင်တာကတော့တဖြည်းဖြည်းချင်းပေါ့နော် step by step သွားတော့ပို့ပြီးတော့ကောင်းပါတယ်ဘာလို့ဆိုရင်သူကဒီ Veronica ကထိုးကျဲအပြင်ဒီ bonus တွေမှာပွဲတိုင်းလို့လို့ရနေတော့ကျွန်တော်ကတော့အဲ့လိုမျိုးပဲဆက်ပြီးတော့ကစားစေချင်ပါတယ်ပတ်စံရှာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအနေထားရောဖြစ်တယ်ပြီးတော့မှတဆင့်ချင်းစီ တက်တဲ့ပုံစံပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့တကယ်လို့ထိုးမယ်ဆိုရင်အဆင်ပြေပါတယ်အဲ့ဒါတော့တို့ဘက်ကပဲမူတည်တာပေါ့နော်တကယ်လို့ထိုးမယ်ဆိုရင်လည်းဒီပွဲမှာပဲမူတည်မယ်ရှုံးနေဆိုရင်လည်းအဲနောက်ပွဲမှာတော့ပုံမှန်အတိုင်းပဲပြန်ဖြစ်တော့မလို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့လက်ခံနေဖြစ်စေလက်မခံနေဖြစ်စေပေါ့နော်အဲ့ဒါတော့တို့အပိုင်းမှာဒါပေမဲ့ခဏပြောခဲ့တဲ့အတိုင်းပဲဖြစ်စေချင်တာတော့သစင်းချင်းစီတွားလာတော့အကောင်းဆုံးဖြစ်ပါတယ် အဲဆိုရင်တော့ဒီပွဲကိုတော့ cancel ဖြစ်ဖို့အများပါတယ်။ဘာလို့ဆိုရင်တို့ကြိမ်ရထားတဲ့ပုံစံလေခဏပြောခဲ့တဲ့ Necroft နဲ့ Joshua Yan ရဲ့ပွဲကို Flyweight Dan Muay Thai ပွဲစဉ်ကိုမိန်ပွဲစဉ်အဖြစ်တက်မှတ်လိုက်ပြီးဆိုပြီးတော့ကြိမ်ရထားတာဖြစ်ပါတယ်နော်။အဲဒါကြောင့်ဒီပွဲစဉ်ကတော့ပွဲပြတ်ဖို့များနေပါပြီ။ Okay အဲဆိုရင်ဒီညအတလောက်ပါပဲဗျာ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။